ဲ့တော့တချို့ကမေးတယ်ဒေချာနားထောင်တော့လာပြီအရေးကြီးတာလာပြီခင်ဗျားတို့လေ့လာဖို့အရေးကြီးတာလာပြီရွေးကောက်ပွဲအထမြောက်ဖို့ကဖွဲ့စည်းပုံနဲ့ညီပါမလားတဲ့ဟဲအရေးကြီးတဲ့မေးခွန်းလာပြီနော်အရေးကြီးတဲ့မေးခွန်းလာပြီရွေးကောက်ပွဲကျင်းပတာဖွဲ့စည်းပုံနဲ့ညီပါမလားတဲ့အဲ့တော့အဲ့ဒါကိုဖွဲ့စည်းပုံနဲ့ညီလားမညီလားသိကြည့်ရင်ခင်ဗျားတို့2021ကစာအုပ်ဆိုင်ကိုသွား စာပေလောကတို့စာပေဗိမာန်တို့သွားသွားပြီးတော့ပီယာဆိုတဲ့စာအုပ်လိုက်ရှာပီယာဆိုတဲ့စာအုပ်လိုက်ရှာကျွန်တော်ပုံမှာရှိလားမသိနောက်မှပြမယ်ဗျာပီယာကိုပြောပြပါပီယာဘိုင်းပြောတဲ့ခါကျတော့ပြမယ်ပီယာဆိုတဲ့စာအုပ်ရှာမြန်မာနိုင်ငံတွင်ကျင့်သုံးမဲ့ပီယာစနစ်ဆိုပြီးတော့ရေးထားတဲ့စာအုပ်เนาะအဲ့စာအုပ်လေးကိုရှာရှာပြီးဖတ်လိုက်ဖတ်လိုက်ဘာတွေ့မလဲဆိုလို့ရှိရင်2021ခုနှစ်က ပါတီပေါင်း82ပါတီ ਨੇ တက်မတော် ਨੇ တက်မတော်အစိုးရ ਨੇ ပေါ့နော်ဆွေးနွေးကြတော့ပီယာစနစ်ကိုကျင့်သုံးကြမယ်ကြောင်းဆွေးနွေးတယ်ဆွေးနွေးတဲ့အခါကျတော့ပီယာစနစ်ကဖွဲ့စည်းပုံနဲ့ညီမညီကိုသူတို့စဉ်းစားကြတယ်ပါတီပေါင်း82ပါတီအစုအဖွဲ့က6ဖွဲ့နော်အစုအဖွဲ့က6ဖွဲ့နော်ပြည်တော်စုလွတ်တော်အစုအဖွဲ့2ဖွဲ့ပြည်သူလွတ်တော်2ဖွဲ့အမျိုးသားလွတ်တော်2ဖွဲ့ဆိုအစုအဖွဲ့6ဖွဲ့ပါတီပေါင်း82ပါတီအဲ့မှာဆွေးနွေးကြတယ် ရန်ကုန်မှာဆွေးနွေးတယ်နေပြီးတော့အမဆွေးနွေးတယ်ဆွေးနွေးကြပြီးတော့ဘယ်ပုံမှတွေရရွေးကောက်ပွဲကဖွဲ့စည်းပုံနဲ့ညီလားမညီလားကျွန်တော်အခုပြောမယ်သိချာနားထောင်ပါအဲ့တော့ရွေးကောက်ပွဲအထက်ဆုံးဖွဲ့စည်းပုံနဲ့ညီပါမလားတီတော်စုလွတ်တော်မှာတက်ကမဲ့ကိုယ်စလဲအရေးအတွက်ကနော်ပြည်တော်စုလွတ်တော်ဆိုတာအပေါ်ဆုံးပါဗောနော်ပြည်တော်စုလွတ်တော်ရဲ့အောက်မှာပြည်သူလွတ်တော်ရဲ့အမျိုးသားလွတ်တော်ရဲ့ရှိတယ် ်ပြည်သူလွတ်တော်ကိုအောက်လွတ်တော်လို့ခေါ်လို့ရတယ်လို့အမျိုးသားလွတ်တော်ကိုအထက်လွတ်တော်လို့လည်းခေါ်လို့ရတယ်အမျိုးသားလွတ်တော်ကိုဟိုလူမျိုးစုလွတ်တော်လို့လည်းခေါ်တယ်မှတ်ထားပါနော်ပါလီမန်ခေတ်ကပုံစံလေးပဲအဲ့ဒီတော့ပြည်တော်စုလွတ်တော်ကိုတက်ကမှာကသူကရွက်ောက်ပွဲအောင်မြင်ခြင်းမအောင်မြင်ခြင်းကပြည်တော်စုလွတ်တော်တက်လာတဲ့ကိုယ်စားလှယ်အရေးအတွက်ကိုကြည့်တာပြည်တော်စုလွတ်တော်မှာကအားလုံး664ယောက်ရှိတယ်အဲ့ဒီ664ယောက်မှာ 498ယောက်ကအယက်သားကိုယ်စားလှယ်166ယောက်ကတမရော်သားကိုယ်စားလှယ်ပေါင်းရင်664ယောက်အဲ့ဒီ664ယောက်ထောက်ဝက်ကျော်တက်တယ်ပြည်တော်စုလွတ်တော်အထမ်းမြောက်ရွေးကောက်ပွဲအထမ်းမြောက်ပဲနော်အဲ့တော့ပြည်သူလွတ်တော်မှာကမျိုးနဲ့တမျိုးနဲ့ကိုတယောက်နှုံးနဲ့အယက်သားကိုယ်စားလှယ်330တမရော်သားကိုယ်စားလှယ်130အားလုံး440တက်တယ်အမျိုးသားလွတ်တော်မှာက168ယောက်အယက်သားကိုယ်စားလှယ်စစ်သား ပြည်သူတပ်မတော်သားကိုယ်စားလှယ်56ရောက်စုစုပေါင်း224ရောက်အဲ့တော့440ရဲ့224ရဲ့ပေါင်းရင်664ရောက်ပြည်တော်စုလွတ်တော်တက်ကြတယ်ဒါကလွတ်တော်တက်တဲ့အမတ်အကြီးအတွက်ကိုပြောတာဒါဆိုရင်ရွေးကောက်ပွဲကဖွဲ့စည်းပုံနဲ့ညီလားမညီလားကျတို့ပုံမှန်လေးကြီးကြည့်ရအောင်နော်ပုံမှန်လေးကြီးကြည့်ရအောင်ခင်ဗျားတို့ဘေးမှာဖွဲ့စည်းပုံစာအုပ်ရှင်လှန်လိုက်ပထမဆုံးစလှန်ကမှာကပုံမှန်100ကိုစလှန် မတရားကိုကပြည်သူလွတ်တော်ကြောင်းပြောတာတရားကိုကာကြီးအမျိုးသားလွတ်တော်ကြတော့141ကာကြီးကြောင်းပြောတာတိုင်းဒေသကြီးလွတ်တော်က161ကာကြီးမှာပြောထားတာနော်အဲ့တော့ပြည်သူလွတ်တော်အမျိုးသားလွတ်တော် တိုင်းဒေသကြီးလွတ်တော်တွေကိုအတွက်ကိုရွေးကောက်တာကဖွဲ့စည်းပုံနဲ့ညီလားမညီလားကျတော့သိဖို့လိုအပ်ပြီအဲ့ဒါဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ရဲ့ပုံမှန်85ကာကြီးကိုလှန်လိုက် အဲ့ဒါပြည်တော်စုလွတ်တော်အကြောင်းကိုဘာပြောတာလဲပြည်တော်စုလွတ်တော်မှာတဲ့ကျင်းပတဲ့ခါရင်စုစုပေါင်းဥယေကိုယ်စလဲဥယေထက်ဝက်ကျော်ဥယေတက်ရောက်ရင်ရင်းစီဝေအထမြောက်ဒီတဲ့ပုံမှန်85ကကြီးမှာပြောရတယ်ထက်ဝက်ကျော်ဆိုတော့664ရဲ့ထက်ဝက်ကျော်နော်ထက်ဝက်ကျော်ပုံမှန်85ရာ 664ရဲ့ထက်ဝက်ကျော်တယ်ဆိုရင်ရွေးကောက်ပွဲအထမြောက်တယ်ပုံမှန်85ရပြည်တော်စုလွတ်တော်အထမြောက်တယ်ဒါဆိုရင်ပြည်သူလွတ်တော်ကိုကြည့်မယ်ပုံမှန်128ကာကြီးပြည်သူလွတ်တော်ကိုကြည့်ပြည်သူလွတ်တော်မှာလည်းအဲ့လိုပဲပြောထားတယ်ပြည်သူလွတ်တော်တက်တဲ့ကိုယ်စားလှယ်440ရှိတယ်ရက်သား330စစ်သား130 440ထက်ဝက်ကျော်ရင်ပြည်သူလွတ်တော်အထမြောက်တယ်ဒါဆိုပြည်သူလွတ်တော်ဆိုင်ရာရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲအထမြောက်တယ်နောက်တစ်ခါအမျိုးသားလွတ်တော်နော်ပုံမှန်120 128ကပြည်သူ့လွတ်တော်ပြောတာလားနော်ကျတို့အမျိုးသားလွတ်တော်ကပုံမှန်155မှာအဲ့ဒီမှာလဲအဲ့ဒီလိုပဲထောက်ဝက်ကျော်တက်ရင်ထမြောက်တယ်ဒါဆိုရင်ပုံမှန်85ကကြီး128 155တွေအရကိုယ်စလေပေါင်းထောက်ဝက်ကျော်ရင်ရွေးကောက်ပွဲအထမြောက်တယ် လွတ်တော်အထားမြောက်တယ်ရွေးကောက်ပွဲအထားမြောက်တယ်ဒါဆိုရင်ဖွဲ့စည်းပုံနဲ့ညီလားမညီဘူးလားပုံမတွေအရာဖွဲ့စည်းပုံအခြေခံဦးနဲ့ပြဋ္ဌာန်းထားတဲ့ပုံမတွေအရာရွေးကောက်ပွဲကအထားမြောက်တာပေါ့ကဲဒါဆိုရင်မိကုန်းလေးကနားလဲပြီနော်အဲ့တော့ခင်ဗျားတို့မေးတဲ့သူတွေပြောလိုက်နော်ဒီရွေးကောက်ပွဲကဖွဲ့စည်းပုံနဲ့ညီရဲ့လားပြောလို့ရှိရင်ဘယ်ပုံမတွေပြောမှာလဲ85ကာကြီးပြည်တော်စုလွတ်တော်128 ကာကြီးပြီးဆိုတော့တော့155အမျိုးသားလွတ်တော့အဲ့ဒီပုံမှတွေမှာထောက်ဝက်ကျော်ကိုယ်စလဲထောက်ဝက်ကျော်ရရင်ရုပ်ောက်ပွဲကအထမ်းမြောက်တယ်အဲနော်မှတ်မိတယ်နော်ဒါကကျွန်တော်ကခင်ဗျားတို့အကျဉ်းလေးပဲပြောသေးတာဒါပေမဲ့အဲ့ဒီမှာအသေးစိတ်ကသူကထပ်ပြောတာ85ကာကြီးလို့128တို့155တို့မှာသူကအဲ့ထောက်ဝက်ကျော်မရဘူးဆိုလို့ရှိရင်တော့ ထောက်ဝက်ကြောင့်မရဘူးဆိုလို့ရှိရင်သူကပုံမကွယ်ခါခွေးတွေမှာထက်ပြောတာမရဘူးဆိုလို့ရှိရင်နောက်ပြန်ဆုတ်ကြတယ်လွတ်တော်ကိုနောက်ဆုတ်ကြတယ်နော်လွတ်တော်ကိုလွတ်တော်ကိုနောက်ပြန်ဆုတ်ပြီးတော့နောက်တစ်ချိန်ကျင်းပါတယ်နောက်တစ်ချိန်ကျင်းပါတဲ့အခါလွတ်တော်ကိုယ်စလေစွစုပေါင်းဥယျရဲ့အ ਨੇ ဆုံး၃ပုံ၃ပုံတက်ရောက်ရင်တော့အစီဝေးအထမြောက်တယ်အဲ့တော့ပထမတစ်ချိန်မှာစကျင်းမှာ85ကာကြီးကကျင်းပါတယ်ထောက်ဝက်မကြော်ဘူးဆိုရင်ကျွန်တော်ကနောက်ဆုတ်ကြ ရွေးကောက်ပွဲကိုနောက်ဆုတ်ကြတယ်နော်အဲ့တော့ဘာဖြစ်လဲနောက်တစ်ခါထပ်ပြီးတော့ရွေးကောက်ပွဲထပ်လုပ်ကြတယ်အဲ့အချိန်ကျရင်လူရချင်းလုပ်တဲ့ခါကျရင်သုံးပုံတပုံရရင်ရွေးကောက်ပွဲအောင်မြင်ပြီရွေးကောက်ပွဲအထမြောက်တယ်အဲအဲ့လိုသွားတာတယ်နော်အဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီအထမြောက်လားရွေးကောက်ပွဲသည်ဖွဲ့စည်းပုံနဲ့ညီလားမညီလားပြောရင်ညီပါတယ်လို့အဲ့ဒါလေးခင်ဗျပုံမှန်85ကာကြီး128ကာကြီးပုံမှန်155 85ကာကြီးကပြည်တော်စုလွတ်တော်128ကာကြီးကပြည်သူလွတ်တော်155ကအမျိုးသားလွတ်တော်ကဲ